ငုံနေတဲ့ကောင်လေး crying point ပကြီကရဲ့လက်တွေ့ဘွားကကျိန်စာဆိုမင်္ဂလာပါ Youth Entertainment ပရိသတ်ကြီးရေဒီနေ့မှာတော့ပရိသတ်ကြီးတို့ကိုကျိန်စာသိနေတဲ့ပကြီကတစ်ခုအကြောင်းကိုတင်ဆက်ပေးကြပါမယ်နေရမမချိတ်ဆွဲထားတဲ့ကလေးငယ်တူရဲ့ပုံတူပကြီကမျက်လုံးဝိုင်းဝိုင်းလေးတွေမှာတော့ခြေခွဲဝမ်းနည်းမှုအပြည့်နဲ့မျက်ရည်ဆက်လက်ကျန်နေပါတယ်။ဒီပကြီကကအသားမမကြီကတစ်ချက်လို့ထင်ရပေမယ့်ဒီငိုနေတဲ့ကောင်လေးပကြီကဟာနှစ်ပေါင်းများစွာကြာအောင်ထူးဆန်းတဲ့ဂေါလာဟာရာရီနဲ့ဂျိန်စာရီရဲ့ဘိုးဂျမ်းမာတို့ခုဖြစ်ခဲ့ပါတယ်။ အိမ်နေမီလောင်တာကန်ဆိုးမှုမောင်ကြရောက်တာနဲ့စားတဲ့ထူးထူးဆန်းဆန်းဖြစ်ပြတဲ့နဲ့ဆက်ဆက်နေရလို့ဆိုကြတယ်ဒီပကြီးကားရဲ့နောက်ွယ်ကဘလူးလေးဝက်ချက်တွေရှိနေလဲဆိုတာလေ့လာကြည့်ကြရအောင်ပါဒီပကြီးကားဟာ1950ခုနှစ်မြောက်မှာ Giovanni Bralingo လို့ခေါ်တဲ့လူဒီများတဲ့စပိန်ပကြီးဆရာ Bruno Amadio ကရေးဆွဲထားခဲ့တာလို့ယုံကြည်ကြပါတယ်သူဟာကလေးငယ်ရီရဲ့ပုံသူပကြီးကားတွေကိုအများပြားရေးဆွဲခဲ့ပြီးအဲ့ထဲမှာမှမျက်ရည်တွေနဲ့ငုံနေတဲ့ကလေးငယ်ပုံတွေလည်းအများကြီးပါဝင်ပါတယ် ဒီပကြီးကားတွေဟာအထူးသဖြင့်ဗြိတိန်နိုင်ငံမှာလူကြိုက်အများများခဲ့ပြီးအိမ်တိုင်းလူလူမှာချိတ်ဆွဲထားတာတွေ့နိုင်ပါတယ်။ဒါပေမဲ့1980ခုနှစ်များမှာတော့ဒီပကြီးကားတွေနဲ့ပတ်သက်ပြီးအထူးဆန်းတဲ့ကောလာဟလတွေစတင်ပြန့်နှံ့လာပါတယ်။ဒီပကြီးကားကိုချိတ်ဆွဲထားတဲ့အိမ်တွေမှာမိလောင်မှုတွေမကြာခဏဖြစ်ပွားလေရှိပြီးအခြားပုံမှန်မဟုတ်တဲ့ကန်ဆိုးမှုမောင်ကြရောက်မှုတွေလည်းကြုံတွေ့ရတယ်လို့ဆိုပါတယ်။ပိုပြီးထူးဆန်းတာကမီးလောင်မှုတွေဖြစ်နေတဲ့အခါမှာအခြားအရာတွေအလုံးပြကြသွားပေမဲ့ဒီငုံနေတဲ့ကောင်လေးပါရဲ့ပကြီးကားကတော့ဘာမှမဖြစ်ဘဲကျန်နေခဲ့တယ်လို့မျက်မြင်တွေ့ရသူတွေကဆိုကြပါရည် ဒီထူးဆန်းတဲ့ဖြစ်ပျက်တွေကြောင့်ပဲဒီပကြီးကောင်းမှကျင်းစာတစ်ခုပါဝင်နေတယ်ဆိုရဲယုံကြည်မှုတွေကပုံမခိုင်မာလာတာပါလူရီဟာဒီပကြီးကောင်းကိုကြောက်လန့်လာကြပြီးအိမ်ကနေဖယ်ရှားပစ်တာမီးရှို့ပစ်တာဒါမှမဟုတ်ကျင်းစာကိုဖျောက်ဖျက်ဖို့နီလန်းနေရှာဖွေတာမျိုးတွေလှုပ်ဆောင်ခဲ့ကြပါတယ်ဗြိတိန်နိုင်ငံကထုတ်တဲ့သတင်းစာတွေမှာဆိုရင်လေဒီပကြီးကောင်းနဲ့ပတ်သက်တဲ့ထူးဆန်းတဲ့ဖြစ်ပျက်တွေအများပြားဖော်ပြနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်ဒီလိုကောလာဟလာရီနဲ့ပတ်သက်ပြီးသိပ္ပံပညာရှင်တွေနဲ့အနုပညာသမိုင်းပညာရှင်တွေကအမျိုးမျိုးသောရှင်းလင်းချက်တွေကိုပေးခဲ့ကြပါသေးတယ် တချို့တွေကဒီပတိကားတွေဟာစက်ကူအထူပေါ်မှာပုံနှိပ်ထားတာဖြစ်ပြီးမီးလောင်တဲ့အခါမှာနှင်းမြန်စွာလောင်ကျွမ်းသွားနိုင်ပေမယ့်လေစီကြောင်းနဲ့မျက်နှာမူထားတဲ့အနေအထားကြောင့်မီးလောင်တဲ့တိုက်ရိုက်မထိတွေ့ပဲခြံရင်းခဲတာဖြစ်နိုင်တယ်လို့ဆိုပါရယ်အခြားသူတွေကတော့ဒီအဖြစ်အပျက်တွေဟာလူတွေရဲ့စိတ်ပိုင်းဆိုင်ရာအထင်မြင်လွဲမှောက်မှု confirmation bias ကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါရယ်ပကြီကားနဲ့ပတ်သက်တဲ့မကောင်းတဲ့သတင်းလေးကိုကြားပြတဲ့နောက်မှာလူတွေဟာသူတို့အိမ်မှာဖြစ်ခဲ့တဲ့မီးလောင်မှုဒါမှမဟုတ်ကန်ဆိုးမှုတိုင်းကိုပကြီကားနဲ့ဆက်ဆက်ပြီးတွေးတောတတ်ကြတယ်လို့လည်းဆိုကြပါရစေ။ ပကြီးဆီယာဘရူနိုအမတီယိုကိုရိုင်းကတော့ဒီပကြီးကားတွေမှာဂျင်းစာတွေပါဝင်နေဆိုတဲ့ကောလာဟာလာတွေကိုညှင်းဆို့ထားပါတယ်။သူဟာကလေးငယ်တွေရဲ့ဝမ်းနည်းချေကွင်းတွေမျက်နှာတွေကိုဖမ်းယူပြီးပုံဖော်ခြင်းနဲ့ယူရချမ်းနဲ့ရေးဆွဲခဲ့တာလို့ဆိုပါတယ်။ဘာပဲဖြစ်ဖြစ်ဒီငိုနေတဲ့ကောင်လေးလို့ခေါ်တဲ့ထူးဆန်းတဲ့ပကြီးကားနဲ့ပတ်သက်တဲ့ကောလာဟာလာတွေဟာယနေ့အထိမပြောင်းပြန်သွားသေးပါဘူး။ဒါဟာအမှုပညာယုံကြည်မှုနဲ့လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာတို့နဲ့နှံနေတဲ့ဆက်နွယ်မှုကိုပြသနေတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုအဖြစ်ဆက်လက်တည်ရှိနေမှာတည်ကြပါရည်။ မြေကြီးဇတိရဲ့တန်တရာဟာဒီပကြီးကောင်းတဲ့အတူထာဝရလေပတ်နေအောင်မလားဆိုတာကတော့အဖြစ်မရောက်သေးတဲ့လှုပ်ဝှက်ချက်အဖြစ်ကြန့်ရှိနေသေးပဲဖြစ်ပါတယ်။